။ဖွဲ့စည်းပုံအခြေခံဥပဒေကထိမ့်သိမ်းထားတဲ့နိုင်ငံရေးနဲ့လူမှုစီးပွားဘဝဟန်ချက်ညီမှုများကိုဖျက်ဆီးပြီးနိုင်ငံတော်ပြိုကွဲစေရေးစင်စက်မပြတ်ဆောင်ရွက်နေမှုများကိုသိရှိသတိရှိရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအောင်ဆိုရေးကောင်စီဥက္ကဋ္ဌတမရော်ကဝေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောကြားပါသည်။မေလ22ရက်နေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိဇေယသီတိဘိမမကျင်းပါ၏အခြေခံနှင့်တက်မြင့်ရေချောင်းလူငယ်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025နှင့်အခြေခံနှင့်တက်မြင့်လေချောင်းလူငယ်တန်းတင်မြင့် ောင်း2025မှတင်နန်းသားတင်နန်းသူများနဲ့အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံမှစကားပြောကြရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကဝေးရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်အဖြစ်သမားများအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကထိမ့်သိမ်းထားပြီးမြန်မာနိုင်ငံရဲ့နိုင်ငံရေးဟန်ချက်ညီမှုလူမှုစီးပွားဘဝဟန်ချက်ညီမှုများကိုသိရှိကြကြောင်း အဆိုပါဟန်ကြံ့ညီမှုများကိုဖျက်ဆီးနိုင်မှသာ၎င်းတို့ရဲ့ရုံမာတဲ့နိုင်ငံတော်ပြိုကွဲစည်ရေးအကျဉ်းစီများနဲ့ဒေတာတွင်မြန်မာကိုတည်ကျပ်ထားပြီး၎င်းတို့ထိန်းချုပ်လိုတဲ့နိုင်ငံများကိုထိန်းချုပ်လိုတဲ့အကျဉ်းစီများအားအကောင့်ထဲပေါ်နိုင်မှာကိုသိရှိကြကြောင်း ဒါကို၎င်းတို့စင်စဲမပြည့်ဆောင်ရနေကြတာကိုမိမိတို့နိုင်ငံသားများအားလုံးကသိရှိသိရှိရမှာဖြစ်ကြောင်းနာဆာကဥက္ကဋ္ဌတမရော်ကကွေရေးဦးစီးချုပ်ကပြောကြားပါသည်။နိုင်ငံတော်စီမံအထောက်အကူကောင်စီအနေနဲ့နိုင်ငံရေးရည်မှန်းချက်နှစ်ရက်ဖြစ်စစ်မှန်စည်းကမ်းပြေးွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနဲ့အမျိုးသားရေးရည်မှန်းချက်နှစ်ရက်ဖြစ်တိုင်းပြည်သားရွာပြောရေး စာရေးရိတ်ခါဖူလုံရေးတို့ကိုချမှတ်ထားကြောင်းပြည်သူများလှူလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ2020ပြည့်နှစ်ရွေးကောက်ပွဲလုံးတမိုင်းမှာအယုတ်ဆိုးအကြီးတန်းတဲ့အဖြစ်မျိုးများရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမြေခံဥပဒေမဲ့လှုပ်ဆောင်မှုများအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုများကြောင့်တိုင်းပြည်ရဲ့စီလုံးညီညွတ်မှုဟန်ချက်ညီရည်တည်မှုများပြိုကွဲမဲ့အဖြစ်များထပ်မံမဖြစ်ပေါ်စေရည်လှုပ်ဆောင်ကြရန်လိုအပ်ကြောင်းနာဆာကဥက္ကဋ္ဌတမရောကကွေဦးစီးချုပ်ကပြောကြားပါသည်